ကဲကျွန်တော်ချက်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာရှိတော်ညချမ်းလေးပါကဲကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တို့မနေ့ပြန်လေးလပိုင်းတရနေ့2025အင်္ဂါနေ့မှာစောရမယ့်ခန်းလေးတွေကိုကျွန်တော်တခါတည်းပြောပြမယ်နော်ကျွန်တော်မိတ်ဆွေတွေကတည်တည်ချာချာခရူးဆိုင်ပြီးတော့တခါတည်းမှတ်ပြီးတော့မနေ့ပြန်အင်္ဂါနေ့မှာအကောင်းဆုံးလိုက်စောလိုက်နော်မနေ့ပြန်ကျွန်တော်တို့တရနေ့လေးလပိုင်းမှာထွက်ရှိမယ့်3ဒီချဲကြီးတစ်ကွက်ကောင်းကိုလည်းကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တခါတည်းပြောပြမယ်နော်ကျွန်တော်မိတ်ဆွေတွေကတခါတည်းမှတ်ကျွန်တော်မိတ်ဆွေတွေအားလုံးကကျွန်တော်ဗီဒီယိုကိုနော်တည်တည်ချာချာအစားဆုံးကြည့်ပြီး ကျွန်တော် channel ကအဲ့ဒီ subscribe ဆိုတဲ့စာတန်းလေးကိုတည်တည်ချာချာနှိပ်ပြီးွားရင်ဘေးရောက်ခေါင်းလောင်းလေးကိုတည်ထားเนาะလက်မှတ်လေးတွေပြီးထား subscribe မနေရသေးတဲ့ကျွန်တော်မိတ်ဆွေတွေက subscribe ဆိုတဲ့စာတန်းလေးကိုမဖြစ်မနေနှိပ်ထားเนาะဘေးရောက်ခေါင်းလောင်းလေးကိုလည်းတည်ထားကျွန်တော်မိတ်ဆွေတွေအားလုံးအဲ့လို subscribe ဆိုတဲ့စာတန်းလေးကိုနှိပ်ထားမှကျွန်တော်မိတ်ဆွေတွေကျွန်တော်ကနန်းအစ်စ်တင်တိုင်းကျွန်တော်မိတ်ဆွေတွေအားလုံးမြင်အောင်တွေ့ရအောင်လို့เนาะပြီးွားရင် share လို့ရမယ့်နေရာလေးတွေမှာ share ပေးထား မျှဝေလို့ရမယ့်နေရာလေးဒီမှာကျွန်တော်ဗီဒီယိုကိုမျှဝေထားဟုတ်ပြီအဲ့တော့ကျွန်တော်မိတ်ဆွေတွေကကဏ္ဍ live မှတ်လိုက်မနေ့ကအင်္ဂါနေ့မှာအကောင်းဆုံးဝမ်းကျင်းတစ်စုံက9ခွန်6ခွန်6ဆိုတော့ကျွန်တော်တို့အပီစင်ဝမ်းကျင်းနော်ခွန်ပန်6ပိုင်ကိုဂိုင်စောအဲ့ခွန်နဲ့6ကမနေ့ကအင်္ဂါနေ့မှာအကောင်းဆုံးတေချာပေါက်ဆင်းလာလိမ့်မယ်နော်အဲ့ဒီမှာကျွန်တော်တို့6နဲ့ပတ်သက်လို့ရှိရင်ကောင်းတဲ့အွက်တွေက69 64 68 63ညအဲ့ဒီအွက်တွေကောင်းတယ်ခွန်နဲ့ပတ်သက်ရင်ခွန်9ခွန်4ခွန်8ခွန်3ည အဲ့ဒီကွက်တွေကောင်းတယ်เนาะကျွန်တော်ထပ်ပြောပြမယ်เนาะကျွန်တော်မိတ်ဆွေတွေကတခါတည်းမှတ်ခွန်နဲ့ပတ်သက်ရင်ခွန်၃၊ခွန်၈၊ခွန်၄၊ခွန်၉၊၆နဲ့ပတ်သက်ရင်၆၉၆၄၆၈၆၃ညအဲ့ဒီကွက်တွေကောင်းတယ်เนาะအဲ့ဒီကွက်တွေတဲကမှကျွန်တော်တကွက်ကောင်းကျွန်တော်ရွေးပေးရလို့ရှိရင်ခွန်၄၄ခွန်ဆိုတဲ့တကွက်ကောင်းကိုကျွန်တော်မိတ်ဆွေတွေကပို့ပြီးတော့ဂယူးဆိုက်ပြီးတော့ဆော့ခွန်၄၄ခွန်ဆိုတဲ့တကွက်ကောင်းကပုံကောင်းတယ်ကျွန်တော်မိတ်ဆွေတွေကျွန်တော်အကောင်းဆုံးရွေးပေးတာเนาะ ခွန်လေးဆိုတဲ့ကျွန်တော်တကွယ်ကောင်းကိုဇာတူအာပြီးတော့ပို့ပြီးတော့တင်ပြီးတော့ဆော့เนาะအဲ့ဒီမှာကျန်တဲ့အကွက်တွေလည်းကျွန်တော်မိတ်ဆွေတွေကိုကြိုက်တဲ့အကွက်ကိုကိုယူဆော့เนาะခွန်6 1ကျိန်း69 64 68 69ခွန်တွေကခွန်9ခွန်4ခွန်8ခွန်3ညเนาะတကွယ်ကောင်းကကျွန်တော်တို့ခွန်လေးเนาะတကွယ်ကောင်းကခွန်လေးအဲ့ဒီမှာကျွန်တော်တို့တတိဒီနဲ့ပတ်သက်လို့ကျွန်တော်တတိဒီတကွယ်ကောင်းကျွန်တော်ပြောပြမိမယ်တတိဒီဝါဒနာပါတဲ့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တတိဒီတကွယ်ကောင်း3 6 4ဆိုတဲ့ 3တွေတကွက်ကောင်း3 4 4เนาะ3 4 4အဲ့တကွက်ကိုလှည့်ဆော့ပေါ့ကျွန်တော်မိတ်ဆွေတွေเนาะလှည့်ဆော့နိုင်တဲ့မိတ်ဆွေကလှည့်ဆော့เนาะအာဆော့လို့ကျွန်တော်ပြောတာလှည့်ဆော့အဲ့မှာကျွန်တော်တို့3 4 4လှည့်ဆော့ရင်ကျွန်တော်6ကွက်ထွက်တယ်เนาะ3 4 4ဆိုတဲ့ကျွန်တော်တို့3တွေတကွက်ကောင်းเนาะစိုက်တဲ့မိတ်ဆွေကယူဆော့တခါတည်းမှတ်ကျွန်တော်မိတ်ဆွေတွေဒါစေတနာနဲ့ကျွန်တော်ရစေချင်လို့ကျွန်တော်တွက်လို့ရတာတဲ့3တွေတကွက်ကောင်းက3 4 4မနေ့မှတရက်နေ့ ကျွန်တော်လေးလပိုင်း2025မှာထွက်ရှိမယ်3 D တကွက်ကောင်းက394เนาะစောစောက2 D တွေကကျွန်တော်မနေ့ဖန်အင်္ဂါနေ့တနေ့တာမှာစောရမယ်2 D 1ဂျင်းက6ခွန်6 6ခွန်ဆိုတော့ကျွန်တော်1ဂျင်းเนาะ6နဲ့က6964686တုံညာခွန်နဲ့က69ခွန်4ခွန်8ခွန်တုံညာအဲ့ဒီကကျွန်တော်တို့အကောင်းဆုံးတကွက်ကောင်းကခွန်4 4ခွန်ဆိုတဲ့တကွက်ကောင်းဒါကကျွန်တော်2 D အကွက်တွေကိုကျွန်တော်ပြောပြတာเนาะ3 D တကွက်ကောင်းက 3964เนาะ3964အဲ့ကွက်ကိုလှည့်ဆော့ကျွန်တော်မိတ်ဆွေတွေအားလုံးဟုတ်ကဲ့ပါကျွန်တော်ပြောပြလိုက်တဲ့2ဒီ3ဒီเนาะတကွက်ကောင်းရယ် main or တင်ကွက်တွေရယ်အကွက်မိပြီးတော့ကျွန်တော်မိတ်ဆွေတွေအားလုံးမနေ့ဖန်အင်္ဂါနေ့မှာကျွန်တော်မိတ်ဆွေတွေအားလုံးငွေတုပ်ပိုက်နိုင်ကြပါစေလို့ကျွန်တော်မိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေလို့เนาะအားလုံးအားလုံးကွက်လက်ကွက်လက်